တဲဟိုကလည်းဓမြတိုက်ရင်ကနေပြီးတော့ဇာမတက်တဲ့ပုဂ္ဂိုလ်ကလူဆိုးလူမိုက်ကြီးကကျင့်တော့ဒီလူတော်ကျင့်ပွဲကိစ္စပုံသွားသေးတာခမရလို့ဆိုဆယ်ပြန်တော့ပုံနိုင်နေဆိုတော့အဲ့ဒီကနေပြီးတော့ဘုံဘုံငါလည်းကျင့်ရမှာပဲဆိုသူရှူခိုင်းနေရှူမြားဆိုရှူလိုက်တာမှမပြောနဲ့တော့နှာခေါင်းကနှက်ကလေးနှစ်ဖုတ်တက်ရိုက်ပြီးမှနှက်ချစ်ကြောက်ကွာဒါစင်းဒရိကိုယ်တိုင်ဟောပါဓမြတိုက်ကိုစီးဝင်တာကမရော့အိမ်မှာပေါ့နောက်ပြီးမှသူတို့စီးဝင်တဲ့အခန်းရှိတယ်တဲ့ အစည်းဝေးနေတဲ့ကမှာသူ့ဒကမမရှိဒေါသတွေဖြစ်ဒီဒကမဘာလို့လဲဒီဒကမတော့ဘယ်သွားတာလဲမမရှိတော့ဒေါသတွေဖြစ်တယ်ဒါသူ့ကိုယ်တိုင်ဟောပါအဲ့ဒါနဲ့နောက်ရတော့ဒကမရောက်လာတဲ့ဖြာလေးကြည့်နေမင်းဘယ်သွားတာလဲဆိုစီးဝေးတာခဏရတာပြီဒကမနောက်အခန်းထဲလိုက်မင်းဘယ်သွားတာခြောက်လုံးယူထုတ်ပြီးတော့တဲ့ဒါကလည်းသူ့ကိုခြောက်လုံးယူနဲ့တိတ်ပြီးတော့မေးတော့ခါချုပ်တရားသွားအထုတ်တာဟိုလေဘယ်တရားဘာတရားအထုတ်တယ်မင်းဒီလိုဆိုထိခဲ့သေးလား သူကမေးတယ်နင်ထိရင်ထိတယ်ပြောသူကကြားဘူးထားတယ်တဲ့ဟိုထန်းတပင်နောက်ဘေးမှာတရားအထုတ်တော့ထိတယ်ထိတယ်ဆိုပြီးတော့မောင်နေဘွားတွေကဓာတ်နဲ့လိုက်ဖို့သူတ냐တိုက်ခြင်းနဲ့ကြားခဲ့ဘူးတယ်တဲ့ထိတယ်တရားသူကြားခဲ့တယ်တဲ့အဲ့ဒီတော့သူတကမှလည်းဒီလိုထိခဲ့သေးလားဆိုတော့သိကြတယ်သူက၆လုံးမျက်နှာကပ်ပြီးဟာတော့ပေါက်ပြရတယ်မှာပြောနေတယ်ကျုပ်သွားတာတဲ့ဟိုမင်းကွန်မင်းကွန်ဆိုတာယောက်ျားလားဘလူလားဘုန်းကြီးလားဆိုဘုန်းကြီးဆိုတော့အဲ့ဒီမှာစိတ်ကပြေသွားတယ်ဘုန်းကြီးဘလူလားဥယျာဉ်တုတ်တာအေးငါမှားသွားတယ်နောက်လည်းသွားတယ် ပြောလိုက်တော့အဲ့မှာနောက်တစ်ခါသွားတော့အဲ့ဆုံးလန်းဆောင်ကြီးယူလာယူလာပြီးတော့သူကြိလိုက်တယ်။သူကကာယေကသကနဲ့အကြောင်းထွက်လာတဲ့ပုဂ္ဂိုလ်ဆိုတော့စာမဖတ်တာအယုတ်ကလေးတွေတွေ့အဲ့မှာဒီဆုံးလန်းပြစ်မဲ့အလောင်းကကစင်းမှာတစ်ခါထိုင်ထိုးနေရင်းနဲ့နှွားတွေနားရင်းနဲ့မျက်စိမိတ်ပြီးတော့တရားကျင့်နေဘုံနောက်တစ်ခါအိမ်မှာပြည့်ကြည့်လာပြီးတော့ကျင့်နေဘုံနှွားစာရိတ်ခြင်းနဲ့တရားထိုင်ကျင့်နေဘုံအဲ့ဒါ နောက်အလုံးမလုံးဘွန်းနဲ့နေတော့သူ့ဇကမဒေါ်ရွှေကြီးကចမ်းညာတွေဆွဲချနေပေါ့သူ့ယောက်ျားအလုံးမလုံးတော့ဒေါ်လာတွေဖြစ်တာပေါ့ဒေါ်လာတွေဖြစ်တော့ကျမ်းညာတွေဆွဲချလို့အဲမှာဥပ္ပူရီအလောက်ပါအောက်ကြပုံနေဒီခါလေးတရားတွေပြသူကြည့်ကောင်းနေတယ်ကြည့်လို့လည်းကောင်းဘိုးဘက်လည်းရောက်တော့ဗျာအဲ့ဒီမှာသူကစာပေါက်ပါတယ်တဲ့ဒါဒ သတိပပေါ်လေသတိပကိုရောက်တယ်ထောင်းဝင်းပဲရေးချနတ်တော်သူနားမလဲအဲ့ဒါနဲ့သူမိမကိုခေါ်တယ်ခက်ရွှေကြီးလာစားဒကမကြီးတော်ရွှေကြီးကိုမြင်လာစားမှတ်တာပေါင်းစားဆိုတော့သတိပဋ္ဌာန်ကိုပေါင်းတယ်ထောင်းဝင်းပဲရေးချနတ်တော်ဓမ္မလေးကဒီသတိပဋ္ဌာန်တရား၄ပါးလဲဆိုတော့သူခန္ဓာကိုယ်ဟာတဲ့မိုးကြိုးတွေပြည့်တယ်လို့ပဲတခါတော့ဘုံဘုံတိုင်းတိုင်းနဲ့တခါလဲရှက်စီးတွေလက်ပြီးတော့ဘယ်လိုဖြစ်သွားမှမသိဘူးတဲ့အဲ့ဒီမှလည်းနှုံးကြပါတယ် ဒီတရားငါလဲကျင့်ဘာလို့မရမှာလဲဆိုပြီးတော့တခါတည်းဖပြီးတော့လဲစာအုပ်ကိုအန်ဆွဲတဲ့ထည့်တယ်ဟုတ်ကဲ့တခါကြီးဝင်းမြင့်နဲ့ဟိုဥယျာဉ်ကြီးကမေးဥယျာဉ်ကြီးဆိုတော့ရုပ်ရှင်တွေကဂျာပူလီအေဂျူဖို့